ယောဂပြရကင်းခြင်းနဲ့ဗိုက်အစီကြခြင်းနဲ့ပြီးတော့ပော့ပါလန်ဆန်းခြင်းနဲ့ ဆိုလို့ရှိရင် fast and low ဘာလို့ယောဂမရပါတော့ရှင်းလင်းပြီးတော့ခန္ဓာကိုယ်အတွက်အရန်ကောင်းလဲဆိုတာလေးကိုလည်းသိပ္ပံနည်းစာပြင်ပြောပြမယ်ပေါ့နော်ဒီဗီဒီယိုထဲမှာ fasting ကပြောရမယ်ဆိုလို့ရှိရင်ဒါတကယ်သဘာဝရဲ့ခန္ဓာကိုယ်အလိုအလျောက်ပြုပြင်ပေးရပြင်ဆင်ပေးရ biological ရန်နေရာပဲဘာလို့တာကိုပြောလဲပေါ့ဆိုရဲ့ခန္ဓာကိုယ်မှာဆို circadian clock ဆိုရှိရဇီဝနိုင်ပေါ့နော်အဲ့ဒီဇီဝနိုင်ရနေပြီဆိုလို့ကိုအချက်လက်တွေပြောနေရဘယ်အချိန်အချိန်နဲ့ဘယ်အချိန်စားခြင်းနဲ့ဘယ်အချိန်ကိုယ့်ရဲ့ saturation drive ကပို့ပြီးတော့မြင်လေးရှိတယ်စသည်ဖြင့်အဲ့အကုံလုံးကသူကအလိုလျောက်ခန္ဓာကိုယ်ကပြောနေတာပြီးတော့ရှိသေးတယ်တချို့ကျတော့ listen to your body ဆိုပြီးပြောတဲ့အခါမှာလေတကယ် listen to your body ပေါ့နော်နားထောင်ပြီးတော့ကိုကအဲ့အပေါ်ပဲ light မူတည်ပြီးလုပ်တယ်ဆိုတော့သူကအဲ့ဥစ္စာမှန်လည်းမှန်တယ်မှားလည်းမှားတယ်ဘာလို့လဲဆိုတော့သူ့ရဲ့အဲ့ circadian clock က ။ तू ပြောမယ်ဆို rhythm တစ်ခုလို့ तू อ่ะ तू သွားနေတာ။ तू မှန်တဲ့ rhythm ဖြစ်ချင်မှဖြစ်မယ်တခါတလေ။ကိုယ့်ရဲ့ပုံမှန်အလေးအကျင့်ကြောင့် तू အဲ့အတိုင်းသွားနေတာဖြစ်နိုင်တယ်။ဥပမာကွာညဘက်2နာရီ8တယ်ဆိုတာတကယ် healthy ဖြစ်တဲ့ဝင်းနဲ့2နာရီ8တာမဟုတ်ဘူး။ခန္ဓာကိုယ်ကအလေးအကျင့်ကြောင့်အဲ့လိုဖြစ်နေတာ။အဲ့လိုပဲ bite စားတယ် bite မစားဘူးဆိုရဲအချိန်တွေအကုန်လုံးကလည်းကိုယ်ကခန္ဓာကိုယ်ရဲ့ပြောဆိုချက်ရနားထောင်ပြီးတော့အဲ့အတိုင်းလုပ်ပါဆိုလို့အယံမှန်နေတဲ့ဒလေးစရိုက်တွေအလေးအကျင့်တွေနဲ့လုပ်ဖြစ်နေတာမဟုတ်ဘူး။ဒီ cycle clock ကြောင့်ဖြစ်နေတယ်။အဲ့ cycle clock ကိုကြတော့ဒီ owner ရဲ့ hip hypothalamus ဆိုတဲ့အပိုင်းထဲက super chiasmatic nucleus ဆိုတဲ့နေရာနေပြီးတော့အဲ့ဟာအကုန်လုံးထိချုပ်ပေးနေတာကဲဟုတ်ပြီလာပြီအဲ့ဆိုလို့ရှိရင်ဘာလို့ဒီ fasting ကကောင်းတာလဲ2016ခုနှစ်မှာ Yoshinori Ozumi ဆိုတဲ့ဒီ Japanese biologist ပညာရှင်တယောက်ရှိတယ်။သူက Nobel Prize ရသွားတယ်။သူ့ရဲ့ autophagy လေးလာတွေ့ရှိချက်တစ်ခုပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့အဲ့ autophagy မှာ cells တွေကိုရှင်းပေးတဲ့တန့်စင်ပေးတဲ့ရန်ရာတစ်ခုတော့ရှာတွေ့သွားတာ။အဲ့တော့ autophagy ဆိုတာဘာလဲ autophagy ဆိုတာရိုးပြောရမယ်ဆိုလို့ရှင်တော့ခန္ဓာကိုယ်မှာပျက်စီးနေတဲ့အပိုင်းတွေအသုံးမဝင်ပဲအကျိုးမဲ့နေတဲ့ proteins တွေ fats တွေကိုအလိုလိုဖြည့်ဆည်းပေးတဲ့ဖြိုဖျက်ပြီးတော့အသုံးချပေးတဲ့စနစ်။အဲ့ လုပ်ငန်းစဉ်အဲ့ဒီ magnesium ကြီးကစားတောက်နေတဲ့အချိန်မှာအဲ့ဒီရန်ရရအလုံးမဖြစ်ဘူးကိုယ်ရီစားရတောက်နေတဲ့အချိန်မှာအဲ့လိုမျိုး auto clean လုပ်ပေးတာဒီမလိုအပ်တဲ့အဆီတွေဒီဥစ္စာတွေကိုဟိုဖျက်ဆီးပေးတာမှာသူကအလုံးမလုပ်သေးဘူးစားနေတောက်နေရဆိုတော့ built ဖြစ်နေတဲ့ mode ထဲမှာပဲရှိပြရပြောမယ်ဆိုစားနေတဲ့အချိန်မှာခန္ဓာကိုယ်တိဆောက်နေရအသက်တိဆောက်တာပဲရှိရဒါပေမဲ့သူကတန့်စင်ပေးရအပိုင်းကစားနေတဲ့အချိန်မှာမဖြစ်ဘူးအဲ့တော့ fasting လုပ်တဲ့အဲ့ဒီ7နှစ်နိုင်နဲ့16နှစ်နိုင်မှာပါအဲ့ဒီ autophagy ကတိတိကျကျအလုပ်လုပ်တာအဲအချိန်မှာရောင်ရမ်းတာကြီးကြတယ်ပြီးတော့ oxidative stress ကြီးကြတယ်အဲ့ဒါအထူးသဖြင့်အုံနောက်အတွက်အရန်ကောင်းတယ်ပေါ့ပါတယ်လို့အတွေးတွေမြန်ဆန်နေတော့အဲ့ဒါအကောင်က fasting လုပ်တဲ့အချိန်မှာအထူးကသွားတယ်သူကပန့်စင်ပြီးတဲ့ process က fasting မှာသွားတာဘူးပြီးတော့ fasting ကကိုယ့်ရဲ့ metabolism rate ကိုလည်းကောင်းစေတယ်ကိုယ်ရဲ့ပုံမှန်အားဖြင့်ခန္ဓာကိုယ်မှာအားဖြည့်ပြီးရဲ့ဒီစီဖြည့်ပြီးရဲ့ပုံစံနှစ်မျိုးရှိတယ်တစ်ခုက glucose ကနေနောက်တစ်ခုကကြတော့ခန္ဓာကိုယ်ကိုအားဖြည့်ပြီးရဲ့ပုံစံနှစ်ခုရှိတယ်တစ်ခုက glucose နောက်တစ်ခုက ketones တရားနေပြီးတော့ ketones ကကြတော့ဒီအဆီပေါ့နော် fat ပေါ့အဲ့တော့ glucose ကကြတော့ဒီ carbohydrates ကနေပြီးတော့လာတယ်မြန်မြန်လောင်စွမ်းတယ် ketones ကကြတော့ fat ကနေပြီးတော့လာတယ်ပို့ပြီးတော့တော်ညိနေတယ်ဒါပေမဲ့တနေ့တာမှာတကယ် run ပြီဆိုရှင် glucose နဲ့ပဲအများစု run ဖြစ်တယ်ကွာဘာလို့လဲဆိုတော့ carbs ကဘလို့ပဲဖြစ်ပါတာကိုစားတောက်တာကိုအဲ့ခါမှာခန္ဓာကိုယ်ရဲ့ဒီ burning machinery ကနေပြီးတော့ဒီ glucose ကိုပဲ mainly အသုံးချရပြောင်းမှာပေါ့နော် fat ကိုအသုံးမချအောင်မဟုတ်ဘူးအဲ့ဒါကြတော့ calories ကကိုကနည်းတယ်ဆိုလို့ရှင်ကြတော့ကိုယ့်ရဲ့ fat ကိုလည်း burn ဖြစ်တယ်ဒါသိပြီးသားပါအဲကြောင့်ကိုလိုတဲ့ fat ဟို calories တက်ရော့ဆိုင်ပိမ့်မယ်ဘာလို့လဲဆိုတော့ fat ကို burn ဖြစ်တယ်စသည်ဖြစ်ပေါ့ဒါအောင်လည်းကြားဖို့လိမ့်မယ်သူ fasting အကြောင်းဘာဖြစ်လဲဆိုတော့အဲ့ metabolic flexibility ကိုပြန်ပြီးတော့လေ့ကျင့်ပြီးပြောမယ်ဆိုနှစ်ခုစလုံးကနေကောင်းကောင်းအစီချအောင်သူကတိုက်တွန်းပေးတယ်အကူအညီထောက်ပံ့ပေးတယ်အဲ့တော့ပြောမယ်ဆိုခန္ဓာကိုယ်ကဒီ fuel ပေါ့နော်စီဖြည့်နေတဲ့နှစ်ခုစလုံးဒီ glucose ကရော ဒီ ketones ကနှစ်ခုစလုံးကို burn ဖြစ်အောင်နောက်ဆုံးကိုက calories ကအများကြီးကိုရှော့မဆိုင်အောင်မှာနှစ်ခုစလုံးက burn ဖြစ်အောင်သူကလုပ်ပေးတယ်ထိန်းကြီးပေးတယ်အကူကြီးအထောက်ပံ့ပြုပေးတယ်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့ဒီ swan in ကပို့ပြီးတော့ ဟိုမြန်မြန်ကုန်တယ်နှင်းနှင်းကုန်တယ်မဟုတ်ပဲနေပိုတည်ငိမ့်လာတယ်အစာခံတယ်ပဲပြောရမှာပေါ့နော်စိတ်ဆိုရင်လေဒီအုံနောက်ရဲ့ brain health ကိုအရန်အထောက်အပံ့ဖြစ်လို့ဒါကြီးကကုညီပေးတယ်တပည့်တခုရရှိရဲ့ fasting ကအမျိုးသမီးတွေမှာဆိုရင်တော့အဲ့လိုပုံတိတော့တွက်လို့မရဘူးဘာလို့လဲဆိုတော့အမျိုးသမီးကြတော့ယာတိစဝန်နဲ့အများကြီးတဆိုင်တယ်အမျိုးသမီးတွေမှာတတိထားမှာတခုရှိရဲ့ hypothalamic pituitary gonadal access ဆိုရဲမျိုးပွားမှုနဲ့သက်ဆိုင်တဲ့ hormone စနစ် ရှိရဲ။တัวကြော်ဒီ energy ဘယ်လောက်ရှိလဲဆိုတဲ့အပေါ်တော့တုံ့ပြန်မှုကအရန်အပြောင်းလဲနဲ့ညံတဲ့အချိန်ရှိတယ်။ဒါရာသီစုံပုံမူတည်ပြီးတော့ပေါ့နော်။အဲ့တော့ fasting အရန်ကြာလောနာတော့ပြီးတော့မှ calories ကို မလောင်ကျွမ်းမဲ့နဲ့အတင်းဟို restrict လုပ်ထားတာကြာတာတော့ပြင်းထန်တာတော့အဲ့လိုမျိုးဆိုရင်ဒီ GNRH လို့ခေါ်တဲ့ gonadotropin releasing hormone က ထုတ်လို့မှုကတော့ကြာစင်းစီတယ်။အဲ့ဒီမှာဆိုပြီးကိုယ့်ရဲ့ master cycles ကပြဿနာရှိရော။အဲ့ fasting ပုံမူတပြီးကိုယ့်ရဲ့ master cycle ကပြဿနာရှိနိုင်တယ်။ဒါပေမဲ့အဲ့လိုပြောရဆိုတော့17နိုင်လောက် fasting လုပ်တာကိစ္စအောင်မရှိဘူး။ဘာမှမဖြစ်ဘူး။ပြောချင်တာ17နိုင်လောက်လုပ်ဖို့ဆိုလို့ရှိရင်နည်းနည်းလေးစကားပြောရပါတော့။အဲ့တော့ကိုယ့်ရဲ့ဒီယာတိစုံပုံမူတပြီး fasting လုပ်ခိုင်းတာ14နိုင်16နိုင်လုပ်လို့ရရင်မရအောင်မဟုတ်ဘူး။ဒါပေမဲ့ယာတိလာခံဒီအချိန် ludio face ပေါ့နော်။ဒီယာတိလာခံဒီအချိန်မှာဆိုလို့ရှိရင်တော့ fasting ကိုနည်းနည်းတိုးအောင်လုပ်။နောက်တစ်ခုရှိသေးရယ်ပေါ့နော်။ ော်အဲညစာမစားတာကို healthy ဖြစ်တယ်မနက်စာမစားတာညစာမစားတာဒီအရင်နဲ့ပတ်သက်ပြီးတော့ပြောနေကြတဲ့ဥစ္စာရှိတယ်တကယ်တော့ insulin နဲ့ပတ်သက်ပြီးတော့ဒါကတော့ပြောမှာပေါ့နော်ဒါကိုအနေနဲ့ fasting time ကိုကိုရွေးချယ်ရွေးလို့ရအောင်ပေါ့နော်သူက insulin နဲ့ခန္ဓာကိုယ်ရဲ့ဒီ biological သဘောတရားလေးကိုလည်းပြောပြမယ်ကိုက carbohydrate ကိုစားလိုက်တဲ့အခါမှာ pancreas ကနေပြီးတော့ insulin ကိုထုတ်ပေးတယ် အင်ဆူလင်ကဒီကတော့တချောင်းလိုပဲကွာတိလားဒီဂလူကို့စ်ကိုဒီကိုရဲ့ cell state ကိုထည့်ပေးတာထုတ်ထုတ်ထုတ်လွှင့်ပေးတာပေါ့နော်ဝင်ခွင့်ပေးလိုက်တာပေါ့ဒါပေမဲ့အဲ့ဒီရန်နေရာကတော့တနေကုန်အလုံးလုံးပဲပုံ ကမတူဆိုလိုချင်တာခန္ဓာကိုယ်ရဲ့ဂလူကို့စ်ရောက်တဲ့အချိန်ကမနှက်နညာကွဲတယ်အဲ့တော့အဲ့ဂလူကို့စ်ကိုတေးချထိထိရောက်ရောက်နဲ့စီမံခန့်ခွဲနိုင်မှုဆိုရင်ကိုစားတောက်တဲ့အချိန်ကလိုတယ်အဲ့ဒါကြောင့်2015 Cells Metabolism Journal ကနေပြီးတော့ထုတ်လွှင့်ထားတာပေါ့နော်ဒီသုတေသနကိုတူညီတဲ့အစာအစာဟုတ်တယ်မနှက်၈နိုင်စားတာနဲ့ည၈နိုင်စားတာနဲ့မှာ insulin က cells တွေကိုဝင်တဲ့ပုံပါတဲ့ရှင်ကြည့်မယ်ဆိုရင်ည စားလို့ရှိရင် glucose ရဲ့ spike က20ရာခိုင်နှုန်းပိုမြင့်နေဆိုပြီးတော့သူကဖော်ပြထားတယ် အဲ့အကြောင်းကိုညစာစားတာကြတော့ဒီ metabolic stress ကိုပုံများတာတိတာစီတယ်ပေါ့နောက်တစ်ခုကကြတော့ဟိုပုံမှန်လည်းတိကြလိုက်မယ်အစားစားတဲ့အချိန်တွေအိတ်တဲ့အချိန်ကိုအနည်းဆုံး3နာရီလောက်ခြားတာကောင်းတယ်နေမို့ဆိုရင်အဲ့ဒီအိတ်တဲ့အချိန်မှာဆူရောဒီခန္ဓာကိုယ်ပြန်ပြီးပြုတ်ပြင်ပြီးတဲ့ဒီ growth hormone တွေကထွက်ရမှာဒါပေမဲ့အဲ့ဒါမထွက်ဖ ೇನೆ စားလိုက်တဲ့အခါမှာ insulin ကပဲအများစုထွက်ပြီးတော့ growth cells ဟို cells repair လုပ်ပြီးတဲ့ဥစ္စာပြုတ်ပြင်ပြီးတဲ့ဥစ္စာနည်းလာတယ်အဲ့အခါမှာကောက်ကောက် repair မဖြစ်တော့အနာမရဘူးပေါ့နော် ဒါကြောင့်အဲ့ချိန်နဲ့စားချိန်ကိုသုံးနိုင်လောက်ချတင်တာကလည်းအမှန်ပဲဆိုတော့ကကိုအနေနဲ့ fasting ကိုတော့အခုပြောတဲ့အချက်လေးနဲ့တေးချဆက်စပ်ပြီးတော့စားသုံးစီချင်တယ်ဒီပြောတဲ့ဗီဒီယိုမှာအင်္ဂလိပ်လိုကြီးများတယ်ဘာလို့လဲဆိုတော့ဒီသူတင်တာပြုချက်တွေကမြန်မာလိုဒါရိုက်ဘာသာပြန်တဲ့ဥစ္စာတွေကိုအများကြီးမတွေ့နေတာဒါကြောင့်ကြောင့်အင်္ဂလိပ်လိုကြီးပြောရဲပါတယ်နောက်တော့အစအခု suit psychology class တွေမှာဆိုရင်ဒီ behavioral psychology class မှာဆိုရင်ဒီ fasting အကြောင်းကိုတေးချပါပြီဒါဘာလို့ဒီအုံနောက်ကို ိုပေါ့နော်အထောက်အကူပြုလဲဆိုတာနဲ့ပတ်သက်ပြီးပါတဲ့အတွက်ဒါကိုတေချာ research တွေလုပ်ပြီးတော့စုတီဥစ္စာကိုပြောတာဖြစ်တယ်ဆိုတော့က metabolism နဲ့ပတ်သက်ပြီးတော့တခြားတင်နာလေတဲ့သူတွေဆိုရင်လည်းတခြားသော research တွေနဲ့ရှင်တွဲပြီးတော့မှားလို့ရှင်လည်းထောက်ပြပါမှန်လို့ရှင်လည်းမျှဝေပြီးပါအောင်လို့ပြောချင်ပါတယ်ဆိုတော့က fasting လေးကိုတေချာလုပ်ပါစုဆိုရင် fasting လုပ်တာအားလုံးပေါင်းဆယ်စုနှစ်ပြည်ပါတော့မယ်အ ਨੇ ဆုံးမလုပ်ဘူးဆိုရင်တနေ့ကို12နာရီလုပ်တယ်ပုံမှန်အခုနောက်ပိုင်း fasting ကောင်းချို့ကိုအရင်သိရခါမှာတော့လုပ်ကြရတော့တနေ့ကို16နာရီ fasting လုပ်ဖြစ်တယ်စုရမကောင်း င်စုလုပ်တယ်စုအမလုပ်တယ်အမျိုးသားဆိုရင်တင်းနေတတသူ fasting ကိုလုပ်တာတစ်လနှစ်လလောက်ရှိပြီပေါ့နော်လုံးဝ bike က gym ဆိုရင်ဟိုဒီစုအမ stubborn fat တွေရှိရလေဒီခါနောက်ကြီးဆိုပို့ပြီးအောင်မှာဖြစ်တယ်အဲ့ဒါကြီးဆိုရှင်ကျန်တာကြီးကောင်းလောက်အနေနဲ့တည်တာလာပဲမဲ့အဲ့အပိုင်းလေးဆိုမတည်တာတော့ပဲအဲ့လိုဥစားဆိုလဲ first in လောက်ရင်တော်တော်လေးတည်တာကြတယ်ဟိုဒါတော့ first time မှမဟုတ်ပါဘူးတကယ်တော့အစီကြဖို့ဆိုတာလဲတခြားစားတဲ့ပုံတွေနဲ့အများကြီးတော့ဆိုင်တယ်ဆိုတော့အကောင်လုံးထမင်းလဲဖြတ်လိုက်တာလဲပါမယ်အရန်ကြိုက်ပြီမဲ့တခြား factors တွေလေးပါတယ်ဆိုလေးလေးပြောချင်တဲ့ first time တကူလေးကြောင့်တော့လဲမဟုတ်ပါဘူးဒါပေမဲ့ first time ဖြတ်လိုက်တဲ့ခါမှာတည်တတာပေါ့ပါလာတာတည်ဆိုင်တယ်အများကြီးတည်ဆိုင်တယ်အဲ့တော့မဆိုင်ရင်ခန္ဓာကိုယ်က အဆင်မပြေဘူးသုံးဖို့အရန်ခြေတုံနဲ့လက်တုံနဲ့ဆိုတာသူကအဲ့ချိန်တွေမှာ fasting တမ်းပြီးလောက်ရမယ်မဟုတ်ဘူးကိုခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့တနေ့တာ RAM ရဲ့ပုံမူတည်ပြီးတော့ fasting ကိုလောက်တာမျိုးလည်းလုပ်ကြည့်ပေါ့နော်ဥမာမနက်ပိုင်းကကိုယ်ကတော်တော်လာလာရှိရခါမှာဘလို့မှ fasting လုပ်ဖို့အတွက်စားအောင်စားရမယ်ဆိုโอเคစားနူနူချင်းမစားတဲ့တတိုင်းလောက်ကြပြီးရခါမှာစားစားပြီးလို့ရှိရင်ညဘက်ဆိုရင်တော့အဲ dinner ကိုဖြတ်လိုက်ပေါ့အဲ့ဒါဆိုရင်လေကိုက12နာရီသုံးဖို့14နာရီကိုလုပ်နိုင်လိမ့်မယ်စုကတော့မနက်ညမှာစုညဘက်အလုပ်လုပ်ရတဲ့အခါမှာတော့စုက10နာရီထိစားတယ်ည ဆိုရင်ဒါပေမဲ့မနက်ဆိုရင်မနက်လုံးဝမစားပဲညနေ၄နာရီအနေနဲ့၁၀နာရီထိစားတယ်ဒါတော့9နာရီလောက်ရှိပြီပေါ့နော်ကျွန်တော်ကတရုတ်တရုတ်ကပုံစံမတူဘူးဒါပေမဲ့မှန်တဲ့ပုံစံဆိုရင်မရှိဘူးအထူးကတော့ပြောချင်တာက1နဲ့83 method ကိုသုံး1ဆိုတာ knowledge တနာရီမစားနဲ့8ဆိုတာကျတော့၈နာရီ fasting လုပ်ပေါ့၈နာရီလောက်ဆိုရင်အဆင်ပြေဟိုအဆင်ပြေပါ့မလား၈နာရီမဲစားရတယ်ဆိုရင်စိတ်မပူပါနဲ့ဒီဘာသာရေးမှာဆိုလို့ရှိရပေါ့နော်သူတို့ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်လေဒီတန်ခါတော်ရီဆို6နာရီပဲစားတဲ့တန်ခါတော်ရီအများကြီးပဲဒီတန်ခါတော် ော်တွေမှာအသက်တရာနဲ့ချီပြီးတော့နေခဲ့တဲ့သူတွေအများကြီးပဲထို့သူပဲနှစ်ပေါင်းလွန်ခဲ့တဲ့ထောင်နဲ့ချီသောလူတွေမှာဆိုရင်အရင်တော့ breakfast ဆိုပြီးတော့ဒီလိုအခုလိုမျိုး economic system ရင်းနဲ့ရှိနေရမှာမဟုတ်ဘူးလူသားမျိုးနွယ်စုတွေအကုန်လုံးကဒီတိုင်းရဲသတိဆန်ရဖို့စားသောက်ဖို့အတွက်ကိုတကူးကသွားပြီးတော့အမဲဖြတ်ပြီးတော့ရပြီးတော့မှစားတာဖြစ်တဲ့အတွက် breakfast ဆိုတာတမိုင်းမှာမရှိခဲ့ဘူးအခုနောက်ပိုင်းမှာမှအရန်ကို convenience ဖြစ်လာတဲ့ခက်တီပြောင်းလာတဲ့အတွက်လူရ breakfast ဆိုတာရှိရအဲ့ခါမှာ breakfast ကမစားရမရဘူးဆိုတဲ့အခြေအနေကိုလူတွေကကောက်ချက်ချလာပေါ့နော်တကယ်တော့တမိုင်း ိုင်းမှာကမ္ဘာသမိုင်းမှာရှိခဲ့တဲ့လူမျိုးစုတွေအကုန်လုံး breakfast ကိုစားပြီးတော့ကြီးပြင်းလာတော့မဟုတ်ဘူးဆိုတော့ကပြောချင်တာကဟိုတယောက်တယောက်မတူဘူးပေါ့နော်ဒါပေမဲ့အဲ့လိုပြောလို့အဲဆို breakfast မစားရရလားဘာညာဆိုရင်လည်းအဲမတူတယောက်နဲ့တယောက်ရဲ့ gut health ပေါ့နော်ချွတ်ကြတော့လုံးဝမစားလို့ရှိရင်ကိုကိုယ့်ရဲ့ဒီ microbiome လို့ခေါ်ရတဲ့ကိုယ့်ရဲ့ဒီ gut ကပေါ့နော်မကျန်းမာနေဘူးဆိုလို့ရှိရင်လည်းတနည်းတစ်ဖုံပေါ့နော် အဲ့ဒါမျိုးဆိုရင်တောင်မှသူညဘက်ကိုဘယ်လောက်ထိအချိန်ခွဲပြီးတော့စားမလဲပေါ့တွတ်တွတ်တော်စားနေခြင်းကမကောင်းနေတာတော့သိကြရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကဘယ်လို diet plan နဲ့အဆင်ပြေမလဲဆိုတော့ကိုယ့်အကူရှာဖွေပြီးတော့စားတောက်နိုင်တယ်လို့ဆိုတာပြောချင်ပါတယ်ဆိုတော့ကအားလုံးကျမ်းမာကြပါစေ